အားလုံးပဲမင်္ဂလာပါဗျာဒီနေ့က2025အော်တိုဘာလ10ရက်နေ့ဖြစ်ပါတယ်နော်အစ္စလမ်ဘာသာဝင်မွတ်စလင်ကလေးတွေရောက်ကဦးကျော်ကြီးကိုဒီဘက်ဖိုင်လေးပြလိုက်ပါတဲ့သူတရားတွေမေးပါတယ်တဲ့သူ့ပြန်ဖြေပေးပါဆိုပြီးတော့ live ပေါ်မှာတက်လာတဲ့အတွက်ကိုကျော်ကြီးအနေနဲ့ပြန်ဖြေပေးမယ်နော်သူကဗုဒ္ဓဘာသာမှာလည်းအာဆန်နဲ့အေဝါရှိတယ်ဗောနော်သူတို့ဘာသာမှာလည်းအာရန်နဲ့အေဝါပေါ့မန်တော့မွတ်စလင်ဘာသာမှာအာရန်နဲ့အေဝါမဟုတ်ပါဘူးဘာဘာအာရန်နဲ့မမဟောင်းပါပါနော်ကလေးတေချာလည်းပြန်ဖတ်ကြည့်ပါအဲ့တော့တခါထပ်ပြောတယ်ရေပြင်းကြီးကဘယ်ရောက်လာတယ်လဲဗောနော် ဗုဒ္ဓဘာသာတွေမြတ်စွာဘုရားမပွင့်ခင်မှာဘာဘာသာကိုကိုးကွယ်ကြသလဲပေါ့ဒီစကားတွေကတော့သူပြောတာတွေကတော့အများကြီးပဲ။နောက်ဒီသုံးခုကိုအဓိကထားပြီးဖြည့်ရှင်းပေးလိုက်မယ်နော်။ဗုဒ္ဓဘာသာမှာအာရံလည်းမရှိဘူး၊ဧဝလည်းမရှိဘူး။အဓိကကကိုကျော်ကြီးကမင်းတို့ကိုတနာတာ။မင်းတို့ဘာသာရေးကြီးခေါင်းဆောင်တွေကမင်းတို့ခေါင်းတွေကို brainwash လုပ်ထားတာ။ လောကကြီးထဲမှာလိုင်းပေါ်မှာဒီ ID ခကြီးထဲမှာကွာမင်းတို့စာဖတ်ခြင်းကြိုက်တဲ့စာစာရှာဖတ်လို့ရတယ်။ဘာသာတရားတွေလေ့လာခြင်းနဲ့ကြိုက်တဲ့ဘာသာတရားကိုမင်းတို့လိုင်းပေါ်မှာလေ့လာလို့ရတယ်။အဲ့ဒါတွေကိုမလေ့လာဘဲနဲ့မင်းတို့ဘာသာကြီးခေါင်းဆောင်တွေ brain wash လုပ်ထားတဲ့စကားတွေလိုင်းပေါ်တက်တက်ပြောတဲ့ခါကြတော့အလွန်မတန်မှမင်းတို့သိခါကြရတယ်။ခက်ပညာတက်လူငယ်တွေဖြစ်ပြီးတော့ပေါ့နော်။အလွန်မတန်သိခါကြရတယ်။ပညာမဲ့ရကြောက်လောက်အားကြီးအဲ့ဒါဇာကီနိုင်ကနေစပြီးတော့ဘလိုင်းပကြံပြောလိုက်တဲ့ဇာကာကဟိုတရီရမော်လဝီတယောက်ပြီးတော့တခါချစ်ကိုကို ကောနာဂုံကတပအကုံဆိုပြီးပောက်ကရ40ဒီပြောသွားတာเนาะအဲ့တော့ဒီကဘာလောကကြီးထဲမှာလောကကြီးဖြစ်ကြောင်းပြက်ကြောင်းကိုမြတ်စွာဘုရားကဘယ်လိုဟောထားလဲဆိုကတ်လေးကတ်နဲ့ဟောတယ်တန်ဝတ္တထာယိကတ်တန်ဝတ္တကတ်တန်ဝတ္တထာယိကတ်ဝိဝတ္တကဝိဝတ္တထာယိကတံဝတ္တကဆိုတာတော့လောကကြီးပျက်စီးသွားတာမိတွေလောင်ပြီးပျက်စီးသွားတာလောကကြီးထဲမှာမိတွေလောင်ပြီးပျက်စီးသွားတဲ့အတွက်လူတရဝါဆိုတာမရှိတော့မိလောင်မြင်ထဲမှာဖြစ်နေတဲ့ငရဲသားတွေပဲရှိတော့မှာအဲ့ဒီမိလောင်မြင်မှာဖြစ်နေတဲ့ငရဲသားတွေတချို့ကကိုယ်တို့ကောင်းမှုတွေလုပ်တဲ့အတွက်ဒီမိလောင်မြင်ရဲ့အလွန် အာဘဒရာဆိုတဲ့နေရာမှာနေကြတယ်အဲ့ဒီနေရာကိုရောက်သွားကြတယ်ဟာဒီမီးလောင်မြေကကဘာတလုံးပြက်လိုက်လို့ရှိရင်စက်ကြဝဠာဂရေတသိန်းတပြိုင်တည်းပြက်တယ်ဘာကြောင့်လဲဆိုတော့မြတ်စွာဘုရားတရားဟောလို့ရှိရင်စက်ကြဝဠာဂရေတသိန်းကိုအာနာဇတ်တက်ရောက်တယ်မြတ်စွာဘုရားရဲ့အာနာဇတ်ကအဲ့ဒါကြောင့်မလို့စက်ကြဝဠာဂရေတသိန်းတပြိုင်တည်းပြက်သွားတာဖြစ်ချင်းကြောင်အဲ့ဒီစက်ကြဝဠာဂရေတသိန်းရဲ့အလုံးမှာအာဘဒရာဆိုတဲ့နေရာကောင်းကင်ကြီးနေရာတက်နေရာရှိတယ်အဲ့ဒီနေရာကိုညာတော့အပြင်တက်တော်ရီရောက်တယ် မရောက်နိုင်တဲ့တတ္တဝါတွေဒီမီးလောင်မြင်းကြီးတွေမှာလောကငရဲကိုကြာနေအဲ့ဒီကနေလောကကြီးတန်ဝတ္တထာကြီးကတ်ဆိုပြီးလောကကြီးတွေမှာပြာမီးသွေးတော့မကြံတော့တဲ့အမောင်တိုက်ကြီးတစ်ခုဖြစ်သွားတယ်ဘာမှမရှိတော့ဘူးလောကကြီးတွေမှာအဆိုင်ခဲဆိုလို့အဲ့ဒီအမောင်တိုက်ကြီးတွေမှာလောကန်တရိတ်ငရဲဆိုတဲ့ငရဲခံရမယ့်ကောင်တွေပေါ်လာတယ်အခုနာမီးလောင်မြင်းကငရဲတွေပဲမီးငိမ့်သွားတဲ့ခါမှာလောကန်တရိတ်ငရဲဆိုတာဖြစ်လာတယ်အမောင်တိုက်ငရဲတွေအေးခဲနေတဲ့နေရာတွေထောက်တရာနေရာမရှိဘူး ကောင်းကင်ဟင်းလင်းမြင်ထဲမှာထောက်တရာနေရာမရှိဘူးအမှောင်တိုက်ကြီးပဲရှိတယ်တကောင်နဲ့တကောင်လည်းမမြင်ရဘူးအဲ့ဒီငရဲသားတွေကအဲ့ဒီလိုหนีတဲ့နေရာကိုတန်ဝတ်တထာကြီးကဲလို့ခေါ်တယ်အဲ့ဒီအကြီးကလည်းဘလောက်ကြာလဲဆိုရင်မရင်မတွက်နိုင်အောင်ကြာတယ်နောက်တော့ဝိဝတ္တကတ်ပေါ့ဝိဝတ္တကတ်ဆိုတဲ့ ကမ္ဘာလောကကြီးပြန်တည်လာတာကမ္ဘာပြည်လောကကြီးပြန်တည်လာတဲ့အချိန်မှာမင်းမေးတဲ့ရေပြင်ကြီးကဘယ်ရောက်လာအေးခဲနေတဲ့ဒီအမောင်တိုက်ကြီးထဲမှာငွေကြီးဖွဲ့ပြီးတော့အဆိုင်ခဲဖြစ်တယ်ကောင်းကင်မှာတိမ်နီတက်သွားတယ်တွေ့လားငွေကြီးဖွဲ့ပြီးတော့တိမ်နီဖြစ်တယ်အဲ့ဒီတိမ်နီအဆိုင်ခဲဖြစ်ပြီးတော့မိုးပြန်ရွာချတယ်ဘာထူးဆန်းလို့လဲရေတန်းနေရငငယ်ရတင်ဘူးတယ်မလား အဲ့ဒီအေးခဲနေတဲ့နေရာမှာဒီအဆိုင်ခဲတွေဖြစ်လာပြီးမိုးပြန်ရွာတာဘာမှထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးလေအဲ့တော့ရေပြင်းကြီးဖြစ်သွားတယ်ပေါ့ရေပြင်းကြီးရဲ့အထက်ကောင်းကင်တနေရာမှာဗျမဘုံဆိုပြီးတော့ကုသိုလ်ကံအားလျော်စွာဖြစ်လာတဲ့ဘုံပိမှန်ကြီးပေါ်လာတယ်အဲ့ဒါကိုဗျမဘုံလို့ခေါ်တယ်အဲ့ဒီမှာအဘဒရာကနေတည်ပြီးတော့ဒီဗျမဘုံကိုဖြစ်မဲ့ဗျမကြီးတယောက်မဟာဗျမလို့ခေါ်တယ်သူ့ကိုသူကအရင်ဆုံးစဖြစ်တယ်လောကကြီးထဲမှာလောကကြီးထဲမှာကြီးလိုက်တော့သူတယောက်တည်းရှိတယ်ဘယ်သူမှမရှိဘူးအမောင်းတိုက်ကြီးပဲရှိတယ်ကြာလာတော့သူပြင်းလာတယ် ငါဘုံကိုလူတွေရောက်ရင်ကောင်းမှာပဲလို့တွေးလိုက်အဲ့ဒီအချိန်မှာပဲသူ့ဘုံကိုအဘဒရာနဲ့တေပြီးတော့ရောက်လာတဲ့တတ္တဝါတွေဖြစ်တယ်အဘဒရာကိုလည်း तू မသိဘူး तू မြင်လည်းမမြင်အောင်ဒီလောကယူတာ तू မြင်ရတာအဘဒရာကို तू မမြင်ရဘူးအဲ့တော့ तू ကပထမအုံဆုံးဖြစ်တာမဟုတ်လို့ तू ကပထမအုံဆုံးပုဂ္ဂိုလ်သူ့ကို तू ထင်တာငါစိတ်ကူးလိုက်တဲ့အချိန်မှာဒီတတ္တဝါတွေပေါ်လာတာဖြစ်ခြင်းကြောင့်ဒီတတ္တဝါတွေကငါဖန်ဆင်းထားတာအဲ तू ကသူ့ကို तू ဖန်ဆင်းရှင်လို့ထင်သွားတာ ဲ့တော့ဒီရေပြင်ကြီးပေါ်မှာလည်းလူဖြစ်မဲ့တတ္တဝါတွေရောက်လာတယ်အဲ့ဒီတတ္တဝါတွေအားလုံးကယောက်ျားလည်းမရှိဘူးမိန်းမလည်းမရှိဘူးလူလို့လည်းမခေါ်ဘူးဗမာလို့လည်းမခေါ်ဘူးအဲ့ဒါဒီအားလုံးကိုတတ္တဝါလို့ပဲခေါ်တယ်တတ္တဝါဆိုတဲ့ပြည့်ညက်တစ်ခုပဲရတယ်အားလုံးကတပုံစံနဲ့ပဲအလင်းရောင်တွေကိုမှာအလင်းရောင်တွေရှိတယ်ကောင်းငယ်မှာဇန်နဲ့နေတယ်ပီတိပဲအစာရှိတယ်ဘာမှအစာမရှိဘူးကြာလာတဲ့ခါအဲ့ရေပြင်ကြီးကအကျော်လေးတင်းလာပြီးနွားနုံမလိုက်တက်တယ်လို့ဖြစ်လာတယ်အဲ့ဒီမှာနည်းနည်းလျှက်ပေါ်လော်လီတဲ့ကောင်နည်းနည်းလက်ကမညှော့ထားတဲ့ကောင်အဲ့ဒီဟာကိုရှာလေးနဲ့တို့ကြည့်လိုက်တာတို့ကြည့်လိုက်တော့ အဲ့ဒီမှာအကျော်ပေါင်းတထောင်စိတ်ပြီးတော့ရတာတဏှာပေါ်လာတယ်အဲ့တော့ကိုကျော်ကြီးခမရကတဏှာကတတဝါတွေကိုတဏှာကဖန်ဆင်းတယ်ဆိုအဲ့ဒီတဏှာပဲမင်းတို့ကအဲ့ရပေါ်မှာနေတာကိုတဏှာလို့ထင်တာဗုဒ္ဓဘာသာရဲ့တဏှာဆိုတဲ့စကားကစင်ဆက်မပြတ်စာလောင်နေတာကိုတဏှာလို့ခေါ်တယ်အဲ့ဒီရတာတဏှာစင်ဆက်မပြတ်စာလောင်လာတာအဲ့ဒါကိုတဏှာအဲ့ဒါကိုကမ္မတဏှာလို့ခေါ်တယ်ဘဝတဏှာဆိုတာကတော့ထိုးထိုးပုံပေါ်ကနေဖြစ်ခြင်းနဲ့မြမာကြီးဖြစ်ခြင်းနဲ့ထာဝရအတ္တကြီးရခြင်းနဲ့ဟောနော်ထာဝရဖန်ဆင်းရှင်ကောင်းကင်မှာနေခြင်းနဲ့ဆိုတာအဲ့ဒါဘဝတဏှာ အဲ့ဒီဘဝတွေကိုမတ်မောတဲ့တဏ္ဍာနဲ့သမီးလေးတွေတစ်ဖက်၄900တစ်ထောင်နဲ့နေခြင်းလေဝိဘဝတဏ္ဍာဆိုတော့တိမ်ပြီးပြီကွာမြ мян သိမြ мян အေးတာပဲမတို့တိမ်ပြီးဘာမှမဖြစ်တော့ပြီးပြီဆိုတာအဲ့ဒါဝိဘဝတဏ္ဍာအဲ့ဒီတဏ္ဍာသုံးပါးကပဲတတဝါတွေကိုဖြစ်စီတာဒီတဏ္ဍာသုံးပါးဒီတဏ္ဍာသုံးပါးကြောင့်အခုနလက်ကမြောက်ထားတဲ့ကာယကံဝစီကံမနောကံတွေစလုပ်တာအဲ့ဒီကံနေ တဏနဲ့ပေါင်းလိုက်တဲ့ခါမှာတလိษံနေဖြစ်ကြတယ်၊နတ်ဒီဖြစ်ကြတယ်၊ပြမာဒီဖြစ်ကြတယ်၊တတ္တဝါပုံစံဒီပေါ်လာတယ်။ဟုတ်ပြီနော်။ဒါဆိုရင်တဏဆိုတဲ့စကားလည်းမရှင်းသွားပြီ။ကမ္ဘာလောကကြီးဘလို့ဆလာတာလဲဆိုတာလည်းမရှင်းသွားပြီ။ဒါဆိုရင်အဲ့ဒီအချိန်မှာနောက်ထပ်ဆက်ပြီးတော့ရှင်းပြမယ်အကျဲအကျဲအများကြီးရတော့အောက်မှာမင်းမင်းတို့လည်းစာဖတ်မှာမဟုတ်ဘူးလေ။ငါ screen shot ဒီအားလုံးကိုအကညာတုတ်ရဲ့ screen shot ဒီအားလုံးကိုငါမန်းမှာထည့်ပြီးထားမယ်။မင်းတို့သိကျင်တယ်ဆိုရင်စက်ဖတ်ပြောရမှာရှည်လုံးအကြီးလို့လူဘလို့ဖြစ်လာလဲဆိုတာအရှိကြီးပဲ။ အဲ့ဒီကနေစားတယ်တောက်တယ်ပေါ့ကွာအာမြေစီစားတယ်မြေကြီးစားတယ်တလေးဆန်နေစားတယ်မြေစီကိုအဲ့ဒီမလိုင်တက်လာတဲ့မြေစီကိုစားတဲ့အချိန်မှာပဲကိုယောင်ကိုပါတွေပျောက်သွားတယ်သူတို့တွေအလုံးထိတ်လန့်သွားတယ်အဲ့ဒီအချိန်မှာနေလာနှက်ခတ်ပြီးပေါ်လာတာဒီတောက်လျှောက်အလုံးရှိပါတယ်နော်အဲ့တော့အာရန်လည်းမရှိဘူးအေဝလည်းမရှိဘူးအဲ့ဒီတရဝါတွေကအစုတ်လိုက်အပြုံလိုက်ကြီးကိုထင်ရှားဖြစ်လာကြတာအဲ့တော့ပရိသတ်တွေ၄မျိုးမှာကိုထင်ရှားဖြစ်တဲ့ပရိသတ်တွေဆိုတာကဘာဦးပရိသတ်တွေကိုခေါ်တာအဲ့လိုကိုထင်ရှားမွေးလာကြတာပေါ့နော် နောက်တစ်ခါကျတော့ချစ်ကိုတို့ပြောတယ်ဒီကောနာကုံတို့ကတ္တပကုံတို့ပေါက်ကရ40ဒီဖရားတွေကိုအလာကဖန်ဆင်းတယ်ဆိုဖန်ဆင်းလားမဖန်ဆင်းလားမင်းတို့မှာကဘာတစ်လုံးပဲရှိတယ်ဟောဒီကဘာကြီးတစ်လုံးပဲရှိတယ်ကဘာဦးဆိုတော့ဖန်ဆင်းရှင်ဘယ်မှနေမှမသိဘူးဘုရားဘာသာကအဲ့ဒီလိုစัจ java လာဂရိတသိန်းသောစัจ java လာမဟာစัจ java လာအစုပေါင်းကမရေမတွက်နိုင်အောင်ရှိအနတရှိအဲ့တော့ငါတို့စัจ java လာတစုရဲ့ဖြစ်ပုံပြက်ပုံလေးကိုနမူနာပြောမယ်ဆိုရင်လုံငယ်သော60တကဘာထက်မှာဝိပတိမျက်စွာဖျားပွင့်တယ်ဟာလား ဗုဒ္ဓဘာသာတွေဘာကိုးကွယ်လဲဆိုတာမင်းသိအောင်ပြောပြမယ်လုံငယ်သော60တကဘာထမဝိဝိပတိမြတ်စွာဘုရားပြည့်ဝိပတိမြတ်စွာဘုရားရဲ့တက်တန်းကအသက်7000နှစ်မှရှိတယ်အဲ့ဒီကနေပြီးတော့30တကဘာရောက်တော့မှဘုရားပွင့်တယ်30တကဘာနဲ့60တကဘာကြာကဘာပေါင်း60လုံးလုံးမှဘုရားမပွင့်ဘူးဘုရားကိုးကွယ်စရာမရှိဘူးဒါဆိုဒီလူတွေဘာကိုးကွယ်ကြလဲဆိုတော့မင်းတို့ပြောတဲ့အခုနပထမဦးဆုံးပေါ်ပေါ်လာတဲ့ພັນစင်းရှင်မြမာကြီးကိုကိုးကွယ်ကြတာမြမာကိုးကွယ်မှုကအဲ့ဒါပဲစတယ် ဘဲကဘာမှာပဲဖြစ်ဖြစ်မြန်မာကိုးကွယ်မှုကပဲပထမဆုံးဖန်ဆင်းရှင်ကိုးကွယ်မှုကနေစတယ်။တော်တွေကိုးကွယ်တယ်၊တောင်တွေကိုးကွယ်တယ်၊ဖန်ဆင်းရှင်ကိုးကွယ်တယ်။အဲ့ဒီနေအဲ့ဒီနေရာပဲစတယ်။နော်။ဖះမပွင့်မချင်းကိုအဲ့ဒီကိုးကွယ်မှုတွေပဲရှိတယ်။မြတ်စွာဘုရားပွင့်လာမှလောကကြီးထဲမှာတစ္ဆာ၄ပါးကိုဟောမှသိရတယ်။အဲ့တော့31ကဘာမှာတိခိမျက်စွာဖျားနဲ့ဝိတ္တပုမျက်စွာဖျားပွင့်နေအတက်က9000တန်းနဲ့6000တန်းဖြစ်တယ်ငါတို့ဗရကဘာရောက်လာတယ်ဆိုတော့အဲ့ဒီကဘာ30ကြားထဲမှာလည်းဘာဖျားမှမပွင့်ဘူးအဲ့ဒီကဘာ ခြားနေတဲ့ကဘာထဲမှာတင်ဘာကိုွယ်ကြလဲဆိုတော့အဲ့ဒီဖျားမပွင့်တဲ့အတွက်အဲ့ဒါဒီအကုန်ကိုွယ်ဒီဘက်ကကဘာမှာအရင်ဆုံးစပြီးတော့ကောက်ကုတံမျက်စွာဖျားအနှစ်က၄တောင်းတန်းမှာပွင့်ကောနာကိုကတ္တဘကိုအခုနောက်ဆုံးပွင့်တဲ့ဂေါရမအဲ့တော့၄တောင်း၃တောင်း၂တောင်းမျက်စွာဖျားလက်ထက်ကြမှာအနှစ်ကတရားဖြစ်သွားတာကကုတံမြတ်စွာဘုရားရဲ့အတက်က၄တောင်းတန်းမှာရှိတယ်။မင်းတို့ဘာကြီးဘယ်ချမ်းသာမှာရှိရှိအတက်တရာကြော်ကြော်ပဲရှိတယ်။အာရန်နဲ့အေဝါ ဟုတ်လားအသက်၄000တန်းဆိုတာမင်းတို့ဘာသာကျမ်းစာကြိုက်တဲ့ကျမ်းစာမှလက်ကြည့်မရှိဘူးဒီကဘာရဲ့တက်တန်းဘလောက်ကြပြီလဲဆိုရင်ကောက်ကုတ်တန်မြတ်စွာဘုရားရဲ့အသက်က၄000တန်းနောက်တစ်ခါကျတော့မင်းတို့ထပ်ပြီးတော့မင်းတို့ဖျားလူတဲ့ကိစ္စတခုပြောမယ်နော်နောင်ပွင့်မဲ့မတ္တရဆိုတဲ့ဘုရားအခုမင်းတို့ကြားဘူးနဲ့အရိမတ္တရပေါ့နော်ဗုဒ္ဓဘာသာကျမ်းစာမှာအရိမတ္တရဆိုတာမရှိဘူးမတ္တရဆိုတဲ့ဖျားပွင့်လိမ့်မယ်လို့မြတ်စွာဘုရားကပါဋိကဝတ်မှာဟောထားတာရှိတယ်အဲ့ဒီဖျားကလည်းပွင့်ပါအနှစ်၈000တန်းမှာပွင့်ပါနော် ယေရှုလည်းမဟုတ်ဘူးမိုဟာမက်လည်းမဟုတ်ဘူးဖျားလူမနေနဲ့မင်းတို့ဖျားတွေမင်းတို့ဘာသာကမိုဟာမက်ပဲဖြစ်ဖြစ်ယေရှုပဲဖြစ်ဖြစ်ဖျားမဖြစ်နိုင်ဘူးဖျားဖြစ်တော့တဲ့အစင်တန်းလည်းမရှိဘူးတမန်တမောရမြတ်စွာဘုရားတို့မြည်သည်ဘယ်ဖျားပဲပွင့်ပွင့်ဘယ်ခေတ်ကာလမှာပဲဖြစ်ဖြစ်တစ္ဆာလေးပါတရားပဲဟောတယ်တိလားတစ္ဆာလေးပါတရားပဲစကားကဒီစကားပဲတရားလည်းဒီတရားပဲဘာမှထူးထူးဆန်းဆန်းပြောင်းလဲသွားတာမရှိဘူးမင်းတို့ရဲ့တမန်တော်တွေကတော့မိုးဆက်ကတမျိုးပြောတယ် ဟုတ်ပြီနော်ယေရှုကတမျိုးပြောတယ်မိုဟာမက်ကတမျိုးပြောတယ်တယောက်တမျိုးစီပြောတာတယောက်တမျိုးစီမတည့်ကြဘဲနဲ့အချင်းချင်းတတ်လာခဲ့တဲ့ခရုစိတ်စစ်ပွဲကြီးဟာနှစ်ပေါင်းထောင်နဲ့ချီနေပြီ transition တယောက်တည်းကလာပြီးတော့လွတ်လိုက်တဲ့တမန်တော်ချင်းအတူတူတော့စကားတယောက်တမျိုးစီပြောတယ်တို့ဗုဒ္ဓဘာသာမှာကတမန်တန်ဗုဒ္ဓတို့မြည်သည်စကားတမျိုးပဲပြောတယ်အဲ့ဒါသစ္စာလေးပါပဲဘယ်ဖျားမဲ့ပုံပုံသစ္စာလေးပါတမျိုးပဲဟောတယ်ဟုတ်ပြီလားဒါတော့ဆိုရင်တော့ ငါကြီးလေဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ကောင်းကောင်းနားလည်မယ်ထင်တယ်မင်းတို့သိကျင်တဲ့အကြောင်းအရာတွေကိုကိုကျော်ကြီးကအောက်မှာ screen shot တွေနဲ့မင်းတို့ပေးထားလိုက်မင်းတို့ဝင်ဖက်လို့ရတယ်ဟုတ်ပြီနော်